ဘလုံးလောကမှာမထင်မှတ်ထားတဲ့အပြောင်းလဲတွေကအမဲရှိနေတတ်တာအလုံးသိပါပဲဒါပေမဲ့ဒီတစ်ခေါက်တော့မြောက်လန်ဒန်ဒါဘီရဲ့ပြိုင်ဘက်အသင်းတွေကြားအာဆင်နယ်အသင်းဟာတော်တင်ဟန်ဟော့စပါအသင်းကိုအပြတ်သက်ချေမှုန်းပြီးတော့အင်မတန်မှရက်စက်တဲ့ကစားသမားပြောင်းရွှေ့မှုတစ်ခုကိုလုပ်ပြသွားခဲ့ပါပြီခရစ်စတယ်ဘဲလီရဲ့အင်္ဂလန်တိုက်စစ်မှူးအီဘရာချီအီဇီဟာစပါအသင်းစီကိုရောက်ဖို့ခြေတလန်းသာလိုတော့တယ်လို့အားလုံးကထင်မှတ်ခဲ့ကြတာပါ စပားဘက်ကသူ့ကိုကြိုဆိုဖို့ကော်ဇော်နီတောင်ခင်းထားတယ်လို့ပါပဲ။ဒါပေမဲ့ဂျာမန်တိုက်စစ်မှုကိုင်ဟာဘတ်ဒဏ်ရာရရှိခဲ့တဲ့သတင်းထွက်ပေါ်လာချိန်မှာတော့အာဆင်နယ်ဟာမျောလင့်မထားတဲ့အကွက်တစ်ခုကိုရွှေ့လိုက်ပါတယ်။ဘွဲရတရားစားတာပါ။အစကတော့အာဆင်နယ်ဟာဒဏ်ရာပြဿနာကိုဖြေရှင်းဖို့အတွက်ဈေးတက်သားတဲ့ငှားစာချုပ်တွေကိုပဲစဉ်းစားလိုက်မယ်လို့အားလုံးကခံမှန်းခဲ့ကြပါတယ်။မန်နေဂျာမီကိတ်အာတီတာနဲ့အသင်းရဲ့တာဝန်ရှိသူတွေဟာအဲ့ဒီလိုမလုပ်ခဲ့ပါဘူး။သူတို့ဟာ ်ပေါင်တန်း60တန်းနဲ့ကစားသမားတယောက်ကိုခေါ်ယူပြီးအပြိုင်ဆိုင်နေကြတဲ့ကနေ easy ကို အပိုင်ခိုးယူသွားခဲ့တာပါဒါဟာတာမန်ပြောင်းရွှေ့မှုတစ်ခုမဟုတ်ပါဘူးအာဆင်နယ်ရဲ့ယူရဲချက်ကိုပြ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 ဖော်ပြလိုက်တာပဲဖြစ်ပါတယ်ဒီပြောင်းရွှေ့မှုဟာစပါးအသင်းအတွက်စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တစ်ခုတင်သားမကအာဆင်နယ်ဟာပရီးမီးယားလိဖလားကိုတကယ်တမ်းစိန်ခေါ်နိုင်ဖို့နဲ့ချန်ပီယံလိမှာလည်းဆက်လက်အောင်မြင်ဖို့အတွက်ဘလောက်အထိ ရည်ရချက်ရှိနေကြောင်းပြသလိုက်တာပါပဲပြီးခဲ့တဲ့ရာသီကတိုက်စစ်မှုလိုအပ်နေတာကိုမဖြေရှင်းနိုင်ခဲ့လို့အာဆနယ်ဟာဘာဖလားမှမရရှိခဲ့ပဲလက်ချီပလာနဲ့ယက်တီခဲ့ရပါတယ်ဒီတစ်ခေါက်တော့သူတို့ရဲ့ပုံစံကလုံးဝကို꽌ပြသွားခဲ့ပါပြီအီဇီဟာအင်မတန်မှသွက်လက်တဲ့ကစားသမားတစ်ယောက်ပါမေလာက FA ဘလူးဘွဲမှာမန်ချက်စတာစီးတီးအသင်းကိုအနိုင်ကိုသွင်းခဲ့တာ ဆီမီဖိုင်နယ်မှာအက်စတွန်ဗီလာကိုဂိုးသင်းခဲ့တာတွေကိုကြည့်ရရင်သူ့ရဲ့အရေးချင်းကိုတွေ့ရပါလိမ့်မယ်။သူဟာ twin goal တွေဖန်တီးပေးနိုင်ပြီးပြီးခဲ့တဲ့ရာသီမှာဂိုးပေါင်း14ဂိုးနဲ့ဂိုးဖန်တီးမှု17ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဒါအပြင် EC ဟာကလေးဘွားကလေးကအာဆင်နယ်ပြည်သက်တဝူးဖြစ်ပြီးတော့အသက်73နှစ်အထိအသင်းရဲ့ academy မှာရှိခဲ့ဖို့သူပါ။ငယ်ငယ်ကအာဆင်နယ်အသင်းကထွက်ခိုင်းလိုက်လို့တပတ်လုံးငိုခဲ့ရတဲ့ဇလန်းလည်းရှိခဲ့ဖို့ပါတယ်။ အခုတော့သူ့အတွက်လဲချော်ခဲ့တဲ့အချိန်တွေကိုပြန်လဲဖြည့်ဆည်းဖို့ရွှေရောင်အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပြီပေါ့ဒီပြောင်းရွှေ့မှုကနေအာဆင်နယ်ဟာစပါရဲ့အဓိကပြစ်မှတ်ကိုခိုးယူသွားတယ်ဆိုတဲ့ပြန်ဆိုင်မှုအပြင်2020ခုနှစ်က FA ဖလားရရှိပြီးနောက်ပိုင်းဖလားမရရှိသေးတဲ့အဖြစ်ကိုအဆုံးသတ်နိုင်ဖို့အလေးအနက်ထားဆောင်ရွက်နေကြောင်းကိုလည်းပြသနေတာဖြစ်ပါတယ်မီခေးအာတီတာဟာဒီယာဒီမှာဖလားတစ်ခုခုရအောင်ယူပေးရမယ်ဆိုတဲ့ဖိအားအောက်မှာရှိလို့နေပါတယ် အခုဆိုရင်မာတူကီဇူဘီမန်ဒီနဲ့ယော်ကီယက်တို့လိုထိတ်တန့်ကစားသမားတွေကိုခေါ်ယူနိုင်ခဲ့ပါပြီ။အီစီကိုပါထပ်မံခေါ်ယူနိုင်ခဲ့တဲ့အတွက်အာဆင်နယ်ရဲ့တိုက်စစ်အင်အားဟာပုံမပြည့်စုံလာခဲ့ပြီလို့ဆိုရမှာပါ။ဒါကြောင့်မို့လို့ဒီယာဒီဟာအာဆင်နယ်အတွက်တကယ်ပဲအရာအလုံးကိုပြောင်းလဲပြစ်မဲ့ယာဒီဖြစ်မလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးလောကရဲ့အကြောင်းတွေကိုသိရှိခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့ကြိုးစားပါမယ်။